လိုမင်္ဂလာပါတကယ်ကြီးလို့ဒီနေ့ sharing လုပ်မယ်ဇလန်လေးကသူစမ်းသူစမ်းတဲ့အပြင်ကိုကျွန်တော်ငယ်စဉ်ဘဝအတက်စင်စပ်နှစ်တားလုံးမှာဖြစ်ခဲ့တဲ့ကျွန်တော်ရဲ့ကိုသွေးဖြစ်ရကလေး အဲကျွန်တော်ကောင်းကောင်းမှတ်မိတဲ့အရွယ်ပေါ့ဗျာ7နှစ်သားလောက်မှကျွန်တော်ဖြစ်ခဲ့တဲ့ကိုသွေးဖြစ်ရကလေးကျွန်တော်ရဲ့အတွေ့အကြုံလေးအဲကျွန်တော်ဒီအတွေ့အကြုံလေးကိုကျွန်တော်လိုမျိုးတွေ့ကြုံဘူးတဲ့လူတွေအများကြီးရှိတယ်ဗျဒါမဲ့ကျွန်တော်လိုဖြစ်ရမျိုးတော့မဟုတ်ဘူးပေါ့ဒါမဲ့ကျွန်တော်လိုမျိုးဒီလိုတွေ့ကြုံခဲ့ဘူးတဲ့လူတွေရှိတယ်လို့ကျွန်တော်သိရတယ် ကျွန်တော်အဲ့လိုဇန်လန်းလေးကျွန်တော်အခုလိုကျွန်တော်ဖြစ်ရလေဟိုကျွန်တော်ပြောပြတဲ့အချိန်မှာသူတို့လည်းအဲ့ဒီလိုမျိုးဖြစ်ဖို့တယ်သူတို့လည်းအဲ့ဒီလိုမျိုးခံစားခဲ့မှုတယ်ဆိုတော့ပြန်ပြောပြတဲ့ဟာရောလည်းကျွန်တော်ကြားခဲ့ဘူးအဲကျွန်တော်ပြောပြမှာကကျွန်တော်ဆက်တနှစ်တောင်လောက်မှာကျွန်တော်အပြင်းပြားတယ်အဲ့ချာတိုက်ဖိုက်လို့ခေါ်တယ်အပြားရောပါဖြစ်တော့ဟာအပြားပါဗျာအကြီးကျယ်ဖြားတာပေါ့ လူကတပတ်လောက်ရှိသွားပြီအဖျားကိုအဲ့တော့ကျွန်တော်အမေတွေကလည်းတော်တော်လေးကျွန်တော်အိမ်မှာအငယ်ဆုံးပြောအဲ့တော့အိမ်မှာအငယ်ဆုံးဆိုတော့အမေတွေကအမတွေကအရင်ချက်တယ်ကျွန်တော်တက်မှာပြုစုတော့အမတွေဆိုလည်းဘေးနောက်မှာမခွာဘူးကျောင်းကပြန်လာတဲ့ကျွန်တော်အနားလေးမှာပဲသူတို့နေတယ်ကျွန်တော်အမေကျွန်တော်ဖေဆိုကျွန်တော်အရင်ကိုလေးလုပ်တယ်ဘီယူဆိုင်တယ်ဒါပေမဲ့အဲ့ဒီအချိန်က ညနေနေဝင်ချိန်လောက်ပေါ့ဗျာ9နာရီခွဲ6နာရီအဲ့လိုဝင်းကျင်လေးပေါ့နော်ကျွန်တော်ဘာကြောင့်အဲ့ဒီလိုမျိုးပြောနိုင်လဲဆိုတော့ကျွန်တော်ခံစားရတဲ့အချိန်အဲ့လိုအချိန်လေးမှာကျွန်တော်ဖြစ်တဲ့ feeling လေးอ่ะနေရောင်လေးอ่ะအဲ့လိုမိမ့်မိန်ကလေးဖြစ်နေတာပေါ့ကျွန်တော်ကျွန်တော်အာနောက်တော့မှအမေပြောတာအဲ့ဒီအချိန်ကအာနေဝင်ချိန်လို့ဆိုပြီးအမေကကျွန်တော်ပြောတာပေါ့နော် အဲ့တော့ကျွန်တော်လည်းအဲ့ဒါအခုလိုပြန်ပြီးတော့ဒါနေဝင်ချင်းလို့ကျွန်တော်ပြန်ပြောတော့ဘောနော်အဲ့တော့ကျွန်တော်ဘာဖြစ်လဲဆိုအဲ့လိုမျိုးကျွန်တော်တိုင်းဖိုက်ဖြစ်ပြီးတော့ကျွန်တော်အရန်အပြင်းပြားတယ်ဗျာအပြင်းပြားချိန်မှာအမေကကျွန်တော်ကိုဟောလေအပြားကြောက်အောင်ဆိုပြီးတော့ရေခဲရေခဲဘတ်ပေါ့ဗျာရေခဲဘတ်တိုက်တာပေါ့ရေရေခဲရေတောင်အဝတ်ကိုထည့်ပြီးတော့မှကိုရေဘတ်တိုက်တယ်လို့ကိုရေကိုရေဘတ်တိုက်ပြီး အဲကိုဗရီရေမတ်တိုက်ပြီးတော့ဟိုနဖူးနဖူးမအေးကျွန်တော်မှတ်မိလားအဲ့တကူကျွန်တော်တော့ကျွန်တော်တော့ဆုံးမှတ်မိလဲလေဒီကူအမေအဲ့ရေဘက်ကိုအဝတ်ကိုနဖူးပေါ်မှာတင်ပေးတာအဲ့ချိန်မှာကျွန်တော်တကူလုံးအေးပြီးတော့ဆင်းသွားတာတကူလုံးအေးပြီးဆင်းသွားပြီးတော့ခြေတော့ကနေပြီးတော့ဟိုဘယ်လိုပြောရမလဲပြောကျွန်တော်ရခန္ဓာကိုယ်ရ ဒီအဲ့ရပေါ်မှာကျင်ခဲ့ပြီးတော့ကျွန်တော်နေပြီးတော့အဲ့လိုမျိုးရှော့ဆိုရှော့ကြတော့လိုမျိုးရှော့ကနေဆိုပြီးတော့ကျွန်တော်လွတ်သွားခန္ဓာကိုယ်ရင်းကြောင့်အပြင်ကိုထွက်သွားတယ်ထွက်သွားအပြင်ရောက်သွားကျွန်တော်မတည့်ရပြီးတော့ကျွန်တော်ကြည့်နေတာအဲ့ခန္ဓာကိုယ်ရင်းကနေကျွန်တော်အပြင်ကိုရောက်သွားပြီနော်ကျွန်တော်မတည့်ရပြီးကြည့်နေတာအဖေကဆိုဖာခေါ်မှာထိုင်နေတယ်အမန်ရောက်တော့ကျွန်တော်ရဲ့ခေါင်းရင်းသားမှာ အမေကတော့ကျွန်တော်ရဲ့ဘေးနားမှာဒီလိုမျိုးအမရီရတဖာအမေရတဖို့ပေါ့ဗျာအမရီရလည်းကျွန်တော်နားမှာတိုင်ပြီးသူတို့လည်းပါတယ်လို့ဆိုတော့ကျွန်တော်တတိထားလိုက်တာအဲ့ဒီအချိန်မှာအမေရတဖာအမရီရတဖာအဖေကတော့ခက်လန်လန်ဆိုပါဘုမတားတယ်အဲ့ရအောင်ကျွန်တော်မြင်လိုက်တယ်ပြီးတဲ့ပြီးတော့ဘာဖြစ်လဲလေတကူကျွန်တော်တိုင်လိုက်တယ်လို့ဗျာခံစားရတယ်အဲ့ဒီမှာကျွန်တော်လေတကူကျွန်တော်ဥမာ ဟိုခင်ဗျားကျွန်တော်တို့ခံစားဘူးတယ်ဗျာဥမာကိုရီရက်နေတဲ့အချိန်မှာလေးတိုက်လိုက်ရင်ခန္ဓာကိုယ်လေးလေးထိတဲ့အရာတာမျိုးအဲ့လိုမျိုးခံစားရတယ်အဲ့လိုခံစားပြီးတဲ့အချိန်မှာကျွန်တော်ရဲ့ဒီခန္ဓာခန္ဓာကိုယ်ကြီးဟာဒီလိုပတ်ချလဲပတ်ချလဲပတ်ချလဲလဲပြီးတော့လွဲ့ပါသွားတာအေးလေးစားကိုလွဲ့ပါသွားတာဒီလိုအုံနေရနေပါလေဘာမှအသားစီးတွေမတိတော့ဘူးဗျဒီလိုလူကလေး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 ပြီးတော့လေး ိုခင်ဗျားတို့မြင်ဘူးမယ်ဗျာဘလို့လဲဆိုတော့ငါမွေးလေးငါမွေးလေးတွေလေထဲမှာတို့လေး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 လွင့်သွားတယ်လို့လို့တိရွတ်တွေပါလေလေထဲမှာအဲ့လိုလေး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 နဲ့ပြန်ပြီးကြာတယ်လို့အဲအဲအဲ့လိုအဲ့လိုပုံစံမျိုးကျွန်တော်လွင့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 ်ပြီးကျွန်တော်အောက်ကြာတာမဟုတ်တော့လေထဲမှာအဲ့လိုလေး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 ပြီးတော့နောက်တော့တစ်ခုခုကအဲ့လိုစုပ်ယူလိုက်တယ်လို့စွဲယူလိုက်တယ်လို့မျို လဲ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 ပြီးတော့ပါသွားတာကိုယ့်ရခန္ဓာကိုယ်လည်းကိုမထိနိုင်ဘူးဒါကြီးလို့လဲတဲ့ဥစ္စာကြီးကိုကျွန်တော်မထိနိုင်ဘူးအဲ့ဒီအချိန်မှာကျွန်တော်အဲ့လိုလဲပြီးတော့မှုန့်ပြီးပတ်ချလဲလဲပြီးပါသွားတဲ့အချိန်မှာကျွန်တော်ကြောက်တာတစ်ခုပဲသိတယ်ကြောက်တာတစ်ခုပဲရှိတယ်ကျန်တာဘာမှမရှိဘူးဘာမှခံစားချက်မရှိဘူးမူတာတော့ဘာမှမသိဘူးဘာမှမရှိဘူးကျွန်တော်ကြောက်နေတာကျွန်တော်တတိယရတဲ့အချိန်မှာရက်သွားပြီလေ ဲ့လိုကြောင်းနေချင်းလဲမွေ့နေကျွန်တော်မျက်စိမိတ်ထားကျွန်တော်မျက်စိမိတ်ထားပြီးတော့ပါသွားတာပေါ့ဗျာမွေ့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 ဝေး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 ပြီးတော့နောက်နေကြရက်တော့ရက်တော့ကျွန်တော်မျက်စိဖွင့်ကြည့်တာပေါ့မျက်စိဖွင့်လို့ဖွင့်ကြည့်တယ်ကျွန်တော်ဘယ်ရောက်နေလဲဟိုတိမ်နေကြသေးမှာဗျာတိမ်လို့ပဲကျွန်တော်ပြောမှာဗျာအဲ့လိုအဆုတ်အဆုတ်လာဖြူဖြူအလုံးလုံးနေတယ်အများကြီး မျက်စိတဆုံးဘယ်ဘဝကြီးကြီးအရှင်းသောတောင်မြောက်ကြည့်လိုက်လေအဲ့လိုအဖြုအဆုပ်အဆုပ်အလုံးအလုံးအပူထည့်နေတဲ့ကျွန်တော်တခါမှမရောက်ဘူးတဲ့နေရာတစ်ခုပေါ့နော်ပြီးတော့နေရောင်ကလည်းဆော့ဆော့ပြေသလိုနေဝင်ကြီးတရောလို့အရောင်လေးနေရောင်မိမ့်မိမ့်ကလေးအဲ့ကျွန်တော်တောင်ကြီးမြောက်ကြီးအရှိကြီးအနောက်ကြီးနဲ့ကျွန်တော်ဘာလို့လို့လောက်အောင်လို့ကျွန်တော်မသိဘူး။အဲ့ကျွန်တော် ကြောက်တာဗောဗျာကိုကလေးဟိုဗျာကြောက်တာဗောငါပဲရောက်နေတာလဲဗောနော်အမေအမေနဲ့ကျွန်တော်អော်လာကျွန်တော်អော်ပေမဲ့အတန်မထုတ်ဘူးလေအတန်မထုတ်ဘူးကျွန်တော်တော့អော်တယ်ဗျာအမေဖေးကျွန်တော်ဘာမှလည်းမသိဘူးလောဘောကြောက်တော့ငိုတယ်ဗျာဆိုတော့ကျွန်တော်ကိုကျွန်တော်ပြန်ကြည့်တယ်ကျွန်တော်ကိုကျွန်တော်ပြန်ကြည့်တော့လေတီတီဗျာတဘောက ခန္ဓာကိုယ်ဒီလိုခန္ဓာကိုယ်မျိုးမဟုတ်ဘူးကြီးကြီးဖြစ်နေပါလေဖြစ်နေပြီလေပေါ့နော်ဟိုစဉ်းစားလို့မရတော့အဲ့ချိန်မှာကြောက်တာတွေရောပြီးတော့ကိုကကိုကကိုမဟုတ်တော့ဘူးဒါပေမဲ့ကိုကတော့ကိုပဲလေဒါပေမဲ့ကိုခန္ဓာကြီးမဟုတ်ဘူးဖြစ်နေပြီတော့အဲ့လိုကြီးဖြစ်နေတာစိတ်ကအဲ့လိုဖြစ်နေတာအဲ့တော့ကျွန်တော်ခြေတော့တလန့်နာခြေတော့လှမ်းတော့လမ်းလျှောက်တော့ဘူးလျှောက်ကြည့်ရအောင် ခြေတော့သွားဖို့သွားလှမ်းလှမ်းလိုက်တိုင်းဥပမာကိုကတော့လှမ်းလိုက်တယ်ဗျဒါပေမဲ့အရှိကိုမရောက်ဘူးဖြစ်အဲ့ဒီနောက်မှာပဲဒီလိုဆိုလို့ဟာဟာဒါပါလေပေါ့ဒါဘလို့သွားလို့သွားမလို့ကျွန်တော်ကြောက်ကြောက်နဲ့ကြောင်ထိုင်ချလိုက်တယ်ကျွန်တော်ကြောက်ကြောက်နဲ့ထိုင်ချလိုက်တော့ဒီလိုကျွန်တော်တို့ဖာဖပြုတ်ဖပြုတ်ထိုင်တယ်လို့ပြောဗျခြေတော်နှာချောင်းကိုဖြဲပြီးကျွန်တော်ကြောက်ကြောက်နဲ့ထိုင်လိုက်ကျွန်တော်ထိုင်ပြီးတော့ကျွန်တော် ဒီလိုလမ်းလျှောက်လို့မရတော့ကျွန်တော်ထိုင်ချပဲကျွန်တော်တို့ထားနိုင်ထိုင်ပြီးတော့ရှေ့ကိုတကြွဆွဲပြီးသွားကြည့်တယ်အဲ့ဒါတောင်နည်းနည်းယူရပြအဲ့ဒါကျွန်တော်အဲ့လိုမျိုးပဲဖပြုတ်လိုမျိုးပဲကျွန်တော်သွားနေတာယူယူယူတိတိနည်း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 ပေါ့ဗျာယူ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 နဲ့သွားတော်တော်ကြာသွားတာဗျာကျွန်တော်တော်တော်ကြာကြာသွားတာကြောက်ကြောက်နဲ့တော့သွားနေတာအဲ့တော့အဲ့လိုကြောက်ကြောက်နဲ့သွားနေရင်ကျွန်တော်ရဲ့အရှိတဲ့တဲ့ရနေပြီးတော့ ြင်းနေလိုမျိုးပဲအကောင်တွေပဲမြင်းနေလိုမျိုးပဲအယောင်တောက်တောက်နေအော်လိုက်ရင်ပြေးလာတယ်ဟာကျွန်တော်ကြောက်ကျွန်တော်ကြောက်နေဘာလဲဘုန်းတော်ကျွန်တော်ကြည့်နေဘုန်းကျွန်တော်ကျွန်တော်ရဲ့တဲတဲ့ဘက်ကိုပြေးလာနေအော်လိုက်ကြည့်ရအောင်အများကြီးပဲဗျာဟိုနေကျွန်တော်ကြည့်နေကြည့်နေကြည့်နေတို့ရောတချို့ကကျွန်တော်ခေါင်းပေါ်ဖြတ်သွားတယ်တချို့ကကျွန်တော်ဘေးရသွားတချို့အောက်ကနေသွားနေတယ် ာမဟုတ်သေးပါဘူးဗျာ။အဲ့တော့ကျွန်တော်အဲ့မြင်းနဲ့တွားရဘက်ကိုကျွန်တော်ပြန်လှည့်ရဟုတ်။ဘာလို့ဆိုမြင်းနဲ့ဟိုဘက်ကနေဒီဘက်ကိုတွားရဆိုတော့ဘာလဲဒီဘက်ကိုပြန်သွားမယ်ပေါ့။ဟိုဘက်မှာမမရှိတော့ဘူး။အဲ့တော့မြင်းနဲ့တွားရဘက်ကိုကျွန်တော်ပြန်လှည့်လာပြီးကျွန်တော်တွားရဲ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 ကျွန်တော်ကကျိုးသားပန်းစားနဲ့အတခုံတွားတာကျွန်တော်ကဘာလို့စတွေ့လဲဆိုတော့ လူတန်လိုပဲလူတန်လိုပဲခန္ဓာကိုယ်လိုလူခန္ဓာကိုယ်လိုမျိုးအဖြူအဖြူအလုံးလုံးလေးတွေသူတို့လည်းသွားနေတယ်ကျွန်တော်သွားတဲ့ဘက်ကိုသူတို့လည်းသွားနေအဲ့တော့ခက်မြန်မြန်သွားတာကျွန်တော်အဲ့အဲ့ဒီကောင်တော့ကိုလိုက်တာကျွန်တော်ရှင်းပြရင်ကျွန်တော်မေးချင်လို့ဘောနော်လိုက်တာကျွန်တော်အဲ့ဒါရောက်ခါကြည့်ဆို तू ကတခြားနေအောင်လစ်သွား တော့တနေရာမှာတော့တပြဲပဲကျွန်တော်ဘေးပောင်းရင်းတို့တေချာလိုက်ကြည့်ရခြင်းမှာအဲဒီလိုအဖြူဖြူလုံးလုံးတွေတွားနေတာကျွန်တော်ကျွန်တော်ပဲမဟုတ်ဘူးနော်အဲအများကြီးဖြူဖြူလုံးလုံးတွားနေတာအဲ့နဲ့ပိုးတဲ့လိုက်သွားတော့ဗျသူတို့တွားတော့ရှင်းမမင်းတီးလို့တွားနေတာတော့မတိပဲနဲ့မတိပဲနဲ့တွားနေတာနော်ဘယ်တော့တွားလို့တွားမှမတူဗျသူတို့ယူနေတဲ့ဘက်ကိုကျွန်တော်လည်းလိုက်ပြီးတော့ တော်နေပါဘူးကျွန်တော်လည်းလိုက်ပြီးကျွန်တော်ကိုကျွန်တော်ရွှေ့တုံးတုံးပြီးတော့ကျွန်တော်တော်နေအဲ့ဒီအချိန်မှာမောရခံစားချက်လည်းမရှိဘူးဗျာဟိုကြောက်ကြောက်နဲ့အာတုံခွန်ဆိုင်တော်နေတာပဲရှိတယ်မောတာလို့ဘာလို့ကျန်တာဟိုဘာခံစားချက်မှမရှိဘူးနားကျင်နိုင်ပါလေကျွန်တော်မှအဲ့ဒီအချိန်မှာမရှိဘူးဗျာကျောင်းအဲ့လိုတော်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 အဲ့နော်ခံရမ်းမှာ ကိုတခုပြဘလို့ပြောဘလို့ပြောရမလဲဆိုတာကလထိုင်းလို့လို့အကြည့်ပြအကြည့်ပြတော့ကျွန်တော်3ချာကြည့်နေတာအဲ့ဒါရဘိုင်းလေးလို့ကျွန်တော်တချာကြည့်နေမအဲ့ဒီတဲ့ကိုသွားမှလာပေါ့နော်အဲ့ဒါကျတော့ဆက်သွားတယ်ကျွန်တော်လှမ်းမြင်နေရတာတော့ဗျကလထိုင်းကိုခြေတော့၄ချောင်းတည်ရမှာထောက်လာတဲ့ကလထိုင်းကြီးတစ်လုံးလောက်အလုံးအဲ့ဒါကြီးမြင်နေတယ် အဲ့တော့ထင်တာကငါဒီအဒီကိုငါတော့အမှန်နဲ့တူတယ်လို့ဘာဖြစ်လို့တခြားတခြားကျွန်တော်ဘောဘက်ဒီဘက်ကျွန်တော်ခေါင်းပေါ်ကျွန်တော်အောက်ကအကောင်ကြီးလဲအလုံးလုံးကြီးလဲအဲ့ဘက်ကိုလင့်နေတာပေါ့အဲ့ဘက်ကိုတွောင်းနေလို့ကျွန်တော်ငါလည်းဒီဘက်ကိုပဲတွောင်းအောင်ဖြစ်မှာလို့တွောင်းရင်တွောင်းရင်တွောင်းရင်တွောင်းနေတော်တော်လေးနီးလာတော့တေးချာဆိုင်ကြည့်လိုက်တော့မောဆင်ကြီးနဲ့အရှိကြီးနဲ့တူလည်းအဖြူရောင်မယ် မောစေလည်းအဖြူအောင်ပဲခင်ကလည်းအဖြူအဖြူပဲပြောရုပ်တံမဟုတ်လူတောင်ထိုင်နေတယ်လို့ဟိုမှာဝါခွန်နဲ့လူပုံစံတန်လောက်သားတယ်ဟိုဖြူဖြူကြီးတယောက်အဲ့မှာခုံဝါထိုင်ရဆရာအဲ့ကျွန်တော်လည်းကြည့်နေဟိုအဲ့ကျွန်တော်တောက်ချောက်ကြီးကျွန်တော်တွိုင်းတော့တော့နဲ့မဟုတ်ဘူးနားလိုက်တော့နားလိုက်လို့တော့အဲ့ကျွန်တော်ခတ် ခက်နင်းနီးကိုရောက်နေပြီကျွန်တော်အဲ့ဒါကျွန်တော်အဲ့နာနာမှာလာပြီးစကားပြောသလိုမျိုးအတားမင်းဒီနေရာမင်းလာမဲ့နေရာမဟုတ်ဘူးလေမင်းပြန်လှည့်ပြန်ဟာအဲ့ဒါတော့အဲ့ဒါယူကျွန်တော်မောကြည့်တော့ဘူးသူပဲပြောနေတာလားမသိဘူးသူပြောမှမသိဘူးနားထဲမှာတော့ကြားနေတယ်မင်းနေရာမဟုတ်ဘူးမင်းလှည့်ပြန်တယ် အဲ့တော့မောကြီးရောမောကြီးပြီကျွန်တော်လည်းမဇက်ကနေကျွန်တော်ပြောတော့ဘူးအတားတော့မထောက်မဲ့ကျွန်တော်မဇက်ကကျွန်တော်ပြောတော့ငါဘယ်တော့သွားရမှာလဲငါမသိဘူးပေါ့နော်ငါဒီပေါ်ရောက်နေတာလည်းကြာပြီပေါ့ငါဘယ်တော့သွားလို့သွားရမှာလဲငါမသိဘူးပေါ့ငါရမ်းကြောက်နေပြီပေါ့ဟုတ်ကဲပါအောင်ပေါ့ကုပါအောင်ပေါ့အဲ့နဲ့ကျွန်တော်မျက်စိထဲမှာမြင်လာတော့သူကကျွန်တော်လက်နဲ့ဒီလိုဒီလိုလုံးလိုက်တော့ဗျဥပမာတွန်းထုတ်လိုက်တယ်လို့ဒီလိုလုံးလိုက်တာလက်ပေါ့ ျွန်တော်တမောက်ဒီဖျောက်ထိုင်ထိုင်နေတဲ့ခန္ဓာကိုယ်ကြီးอ่ะတုပ်ပါတာတော့နောက်ကိုတို့အရှိန်နဲ့ရွေ့သွားတာအရှိန်တစ်ခုနဲ့သွားတာပေါ့ခံစားလို့ရတယ်အဲ့လိုမိမိရထိုင်နေတဲ့နောက်ပြန်သွားတော့မှမိရထိုင်ပဲကျွန်တော်တို့နောက်ပြန်ထိုင်စီးရင်ဘယ်လိုမိရထိုင်နောက်ပြန်သွားကိုက သွားနေတဲ့ခကြီးကိုပြောမိရသားဟိုဘက်ကိုသွားတယ်ဆိုကိုကမိရသားသွားတဲ့ဘက်ကိုကြောပေးပြီးထိုင်ဘယ်လိုခံစားအဲ့လိုမျိုးဝူးဆိုကနောက်ပြန်ယူနောက်ပြန်ယူပြီးတော့ပြီးတော့ပြုတ်ကြတာအောက်ကိုပြုတ်ကြတာနားထဲကလေတွေပါထွက်တယ်ပြောနားထဲမှာဘလို့အတန်ကြားရဆိုတော့စီးဆိုပြီးတော့တော့အတန်ကြီးအရှိန်နဲ့ကြတာနော်အရှိန်နဲ့ကြတာဘလို့ဒီအရှိန်နဲ့ကြရဆိုတော့ ခန္ဓာကိုယ်တစ်ခုလုံးပူတာလာတာပူတာရောကျွန်တော်ဦးဆိုနာဒီနားလည်းမအဲ့လိုမျိုးလေးတိုင်းလေးထုတ်တလို့ဦးဆိုတိုင်းတော့ဘူးကျွန်တော်ဝုန်းနေဆိုပြီးတော့ကျွန်တော်ထပြီးတော့အဲ့ကျွန်တော်အိတ်နေတဲ့ပတ်လက်ကနေပြီးတော့အမေအမေတင်ထားတဲ့ဒီမို့ရအိတ်နေပတ်လက်ကကျွန်တော်ဝုန်းနေထထားတာထထားပြီးတော့အမေအမေအမေပေါ့ ကျွန်တော်ကောင်းငင်ပေါ်ပြန်လာတယ်ပေါ့ကောင်းငင်ပေါ်ကနေပြုတ်ကျလာတယ်ဆိုပြီးကျွန်တော်ပြောတော့ဘူးပြန်လာတော့အမေမေကျွန်တော်မိုးပေါ်ကနေပြုတ်ကျလာတာပေါ့အဲ့အမေကကျွန်တော်ခါးရဲရင်ဝင်တွေကိုဆွဲဖက်ပြီးတော့တာဘာဖြစ်တာဘာဖြစ်မကြောက်နဲ့ပေါ့နော်အမေရှိရနားမအမေရှိရဆိုပြီးတော့နောက်ကျကျွန်တော်ဆေးရီပိုင်တိုင်းရေရီပိုင်တိုင်းပေါ့ဗျာဒီမှာအာရေပန်းတွေပိုင်းတုံနောက်နောက်နေ့ကျတော့ကျွန်တော်နည်းနည်းအဖျားဟိုအဖျားကျတော့ကျွန်တော်အမေနဲ့စကားပြောတော့ အဲကျွန်တော်မြေကျွန်တော်မာပဲခေါ်တာမာဘောနော်ကျွန်တော်မနေရဘောနော်ဒီလိုဒီလိုပဲပေါ့အမကျွန်တော်ရေပတ်တိုင်းနေတဲ့အချိန်မှာကျွန်တော်ခြေတော့ကနေပြီးတော့ကျွန်တော်အပြင်ထွက်သွားတယ်လို့အဲပြီးတော့ကျွန်တော်မတက်ရက်ပြီးတော့ကျွန်တော်ကြည့်တဲ့အချိန်မှာအမကျွန်တော်ရေပတ်တိုင်းပြီးနေဘောနော်အမနှစ်ယောက်ကဒီဘက်မှာထိုင်နေတယ်အပြင်ကတော့ဟိုခုံလေးမှာထိုင်နေတယ်ပေါ့အဲ့ချိန်မှာလေးတိုင်းလိုက်တော့ကျွန်တော်လေးနဲ့လွင့်ပြီးပါသွားတယ်ပေါ့ကျွန်တော်လိမ့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 ်ကျွန်တော်ကောင်းငင်ပေါ်ရောက်သွားတယ် မဲ့ကျွန်တော်ရောက်ဝင်နေတာကောင်းကင်ပေါ်လာပင်နေရာလဲလို့ကျွန်တော်မသိဘူးမာလို့ဒါမဲ့ကျွန်တော်မြင်လာတော့ဟိုအခုလိုမျိုးတိမ်လုံးတိမ်လုံးကြီးတွေပေါ်ကျွန်တော်ရောက်ဝင်တယ်လို့အဲ့ဒါကျွန်တော်လည်းပဲတော့လို့တော့မှမသိဘူးကျွန်တော်ကြောကြောနဲ့ငိုတယ်ပေါ့နော်အမအမအပါအပါနဲ့ကျွန်တော်အော်ခေါ်တယ်ပေါ့နော်ဘယ်သူမှလည်းကျွန်တော်စကားပြန်လည်းမပေးဘူးအတန်လည်းမထုတ်ဘူးလို့ကျွန်တော်ပါဇက်ကနေပြီးတော့လို့အဲ့ဒါကျွန်တော်လည်းပဲတော့လို့တော့မှမသိဘူးကျွန်တော်ကြောကြောနဲ့အဲ့နာမှထိုင်ငို ီးတော့ဖြစ်ချင်တာဖြစ်ဆိုကျွန်တော်လည်းရွေးရွေးနဲ့တော့ကျွန်တော်တော့တော့အဲကျွန်တော်ပြပြကျွန်တော်အရှိမဘာကောင်းရင်းမသိမြင်းလိုပဲလို့ပုံရလို့အယောင်လက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 ်နဲ့ပုံလို့ပြေးလာတယ်လို့ပြေးလာတယ်ကျွန်တော်တော့မကျွန်တော်တော့မတိုက်ဘူးလို့ကျွန်တော်ခေါင်းပေါ်ကြော်ရအောင်နဲ့အောက်ကနေဖြောက်သွားတယ်နဲ့ဘေးတွေကသွားတယ်နဲ့လို့ကျွန်တော်လည်းစဉ်းစားတယ်မလို့အဲဒီမြင်းနေတော့ကလိုက်တော့ရင်တော့အဲမြင်းနေနေတဲ့နေရာတော့ရောက်အောင်ပေါ့အဲကျွန်တော် သွားနေရတယ်ကျွန်တော်နောက်ပြန်လှည့်ပြီးကျွန်တော်တို့သွားတဲ့ဘက်ကိုကျွန်တော်ဖင်ပြင်တရွေ့ရွေ့နဲ့သွားတယ်လို့အာအဲ့လိုမျိုးကျွန်တော်ဖင်ရွှေ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 ပြီးကျွန်တော်သွားတယ်ပေါ့သွားရင်သွားရင်သွားနေလမ်းမှာလို့ကလထိုင်းကြီးအလုံးတွေ့ရမင်းလို့အဲ့ကလထိုင်းကြီးပေါ်မှာထိုင်နေတဲ့လူကကျွန်တော်ပြောတော့မိဒီကိုလာစီရမလို့ဒါမင်းညာမို့ပြန်သူပြီးတော့ကျွန်တော်အဲ့လိုလက်နဲ့ဒီလိုမျိုးတွန်းတိုးလိုက်တယ်အဲ့ဒါကျွန်တော် ူဒီလိုတွန်းလိုက်လို့လာမလို့ဒီလိုဒီလိုလက်ကိုဒီလိုလုံးလိုက်တော့လို့အဲဒီကျွန်တော်အရှိန်နဲ့နောက်ကိုလွင့်သွားတယ်လို့ပြရပြကျွန်တော်အဲ့အနေပြုတ်ကြတယ်လို့အဲ့ပြုတ်ကြတာနဲ့တခါလဲကျွန်တော်လန်နိုးသွားတာလို့အမေကပြောတယ်ဆိုအဲ့ဒါကအဖျားကြီးပြီးရင်တဲ့အဲ့ဒီလိုမျိုးဟိုရောင်ထောက်ချားတွေအိမ်မက်တွေမတ်တက်တယ်ပေါ့နော်အအဖျားအရင်ကြီးသွားခန္ဓာကိုယ်မှာအပူရမ်းများလာတဲ့အချိန်ကျရင်အဲ့လိုမျိုးရောင်ထောက်ချားတွေမတ်တယ်ပေါ့ တာဘုံသားဘာမှမဟုတ်ဘူးနော်အဲ့လိုပဲဖြစ်တတ်တယ်ဗျဒါမှပြကျွန်တော်ရဲ့အသွေးထဲမှာအဲ့ဒါကြီးကယနေ့တဲ့ချိန်ကြီးဆွဲဆွဲမြဲမြဲကြီးကျန်နေတယ်တိလားဟိုမတင်ကိုကျွန်တော်ပဲကောင်းကင်ခရီးတွေပဲတွာလာတယ်လို့လို့ပါလို့လို့တခါခါကြားလို့လည်းကျွန်တော်စဉ်းစားတယ်ဗောနဘာဖြစ်လို့ငါအဲ့ဒီအဲ့ဒီထိုင်ခိုးကြီးအောက်ကနေဖြတ်ပြီးတော့ ဟိုဘက်ကိုတော့မကြည့်ခဲ့လဲပေါ့နော်ဟိုဘက်ကိုစဉ်းစားတာပေါ့နော်ပြီးတော့ဘာဖြစ်လို့အဲ့ဒီထိုင်ကုန်တဲ့လူကြီးကဒါမင်းနေရာမဟုတ်ဘူးပြန်ဆိုပြီးတော့ငေါ့ပြန်မောင်းထိုးလိုက်တာလေပေါ့အဲ့ဒါအမေရောပြောတာပေါ့နော်ဒါတွေမရှိဘူးပေါ့နော်တာဟိုဒါတွေဒါတွေဘာမှမဟုတ်ဘူးဒါကအဲဘယ်လိုပြောမလဲဆိုတော့တခါတည်းကမှခလေးတွေဆိုတော့ပြားသေးတယ်ပေါ့နော်ခလေးတွေဆိုတော့နေလို့ ဒီတော့ကလူကြီးတွေဟိုပြောဒီပြောတောင်းပြောပြောပြောကြားလာတဲ့ဟာရင်းဒီမကောင်းဖြစ်တဲ့အချိန်မှာအာယုံသေးဆွေးနေတဲ့ဟာရင်းအိမ်မမတ်တလို့ပြန်မှတ်တာပေါ့ဗျာတော့အမေကတော့ဒါကြီးယုံကြည်မရှိဘူးပေါ့နော်အဲကျွန်တော်တို့ကျွန်တော်တို့ပို့ခဲ့တဲ့ဆလပါလာမလေးဒီလိုဟာမျိုးတွေတည်တယ်မလားဒီရောပြန်ဇလန်းနေဟိုတေးပြီးပြအသက်ရှင်နေဘာတွေညာတွေတရကတွေဆိုတော့မရှိဘူးလေဗျာယုံကြည်မှုမထားတဲ့ ဘာသာဆိုတော့ဒါပေမဲ့ကျွန်တော်ကျွန်တော်ကတော့ကျွန်တော်ရဲ့ခံစားခဲ့ရတဲ့ကျွန်တော်ရဲ့အတွေ့အကြုံတစ်ခုကိုယနေ့တိုင်းကျွန်တော်ရဲ့အုံနောက်ထဲမှာငယ်စဉ်ကအဲ့ဒါကြီးကစစမြဲမြဲอยู่ရှိနေတာကျွန်တော်တငယ်ချင်းဖြစ်ပြီဆိုကျွန်တော်ဥပမာတခုတရားရောက်ပြန်ကျွန်တော်မိတ်ဆွေအစ်တစ်ပါးညာဖြစ်နေတယ်ကျွန်တော်တခါခါကြာရင်ကျွန်တော်အဲ့လိုမျိုးခင်းငယ်မြဲမြဲဖြစ်သွားရင်ကျွန်တော်ပြောပြတတ်တယ်ဟော တကယ်ရောမင်းမငင်ကငါလိုမျိုးအဖျားကြီးပြီးအဲ့လိုမျိုးတွေပဲဖြစ်ပူလာတော့တချို့ကတော့ပြောတယ်ဟုတ်တယ်လေကျွန်တော်တို့ဖျားရည်အဲ့လိုမျိုးပဲကျွန်တော်ဆိုရင်လည်းရေကတိုက်တယ်ရောက်နေတယ်တကယ်ချင်းတယောက်ပြောပြမှုပြသူဆိုရင်လည်းရေကတိုက်တယ်ရောက်နေတယ်အဲ့မအဲ့လိုမျိုးပေါ့နော်ရေကတိုက်တယ်ရောက်နေပြီးဘေးမှာလောင်းနေအများကြီးပဲပေါ့နော်နောက်လည်းကြောက်တတိအရတော့ကအမေကနေပြီးတော့ဒီကြောင်ချောင်းချားတဲ့ပါးတွေပေါ်ပါဘူးအမေကတော့အမရဲ့သူ့ပြောတော့ပေါ့ကြောင်ချောင်းချားတဲ့ပေါ့နော် မေရေခဲအမေကရေခဲတင်ပြီးတော့ဟိုကျွန်တော်ရေခဲတိုက်တယ်ရောက်နေပြီကျွန်တော်ရေခဲတိုက်တယ်ရောက်နေပြီဘေးမှာအလောင်းနေဘေးမှာအလောင်းနေဆိုပြီးတော့အာဘေးမှာထိုင်နေတဲ့လူတွေကိုသူကအလောင်းနေလို့မြင်တာပေါ့ဗျအဲ့လိုမျိုးပေါ့နော်သူဟိုသူရေခဲရေခဲနဲ့ရေဘတ်တိုက်ပြီးတော့သူသူအေးတော့သူရေခဲတိုက်တယ်ရောက်နေပြီဆိုပြောလို့ပြောပေါ့နော်ကြောင်ထော်ကြောင်ပေါ့နော်ကျွန်တော်လည်းအမေကျွန်တော်လည်းအဲ့ဒီချိန်ကဘာတွေပဲပြောလဲတော့မသိဘူးပေါ့။အမေကတော့ပြောတယ်ကျွန်တော်ဘာမှခင်အောင်ထောက်ချောင်းမပြောဘူးလေ ကျွန်တော်ရေဘက်တိုက်ပြီးကျွန်တော်အိတ်သွားတယ်တဲ့အဲတချို့တငယ်ချင်းတွေပြောတာတော့သူတို့ကြတော့အဲ့လိုအဖျားကြီးပြီးတော့ရှောင်ပြီးတော့ပါးစပ်ကကြောင်ကြောကြားတွေပြောတာမျိုးတွေရှိတယ်ဘောနော်ပြီးတော့များတော့အပြားတော့အဲ့လိုမျိုးကဟိုအိမ်မက်ကိုခင်ဗျားတို့ကျွန်တော်တို့လည်းဗျာအိမ်မက်မှဖူးတယ်ဗျာသိရမလားအိမ်မက်မှပြီးတော့အဲ့ဒီအိမ်မက်ကိုပြန်လို့လာတဲ့အချိန်ကျရင်ဘယ်သူမှတရားရတိုင်းတော့မမှတ်မိဘူးဗျာဟိုဟိုလိုလိုဒီလိုလို့ ည်းနည်းသေးတယ်ပေါ့အစာပိုင်းလေးမှတ်မိမယ်တချို့ဆိုရင်နည်းနည်းလေးမှတ်မိမယ်ဗျအိမ်မက်ကိုအတိအကျအီဒီမီမမှတ်မိဘူးဗျเนาะအဲနောက်တစ်ခုကတချို့ဆိုရင်ဗျဖြစ်တတ်တာအိမ်မက်တစ်ခုကိုပဲအချိန်ချင်းအခါကအချိန်ချင်းအခါကမှတ်ပြီးတော့သိရမလားအဲဒီအိမ်မက်ကိုလုံးဝအချိန်ချင်းချိန်ပေါင်းများစွာချိန်ပေါင်းများစွာမခက်ဘူးတဲ့လူမျိုးပေါ့ဗျအဲ့တော့ ျွန်တော်ကြတော့ဗျာကျွန်တော်ကြတော့တခါပဲဗျာအဲ့ဒါလို့ကျွန်တော်ဘုံမှာတပတ်မအောင်ဆုံးဖြစ်ဘူးတခါပဲဖြစ်ဘူးလားတခါပဲဖြစ်ဖို့ပဲမဲ့အဲ့ဒီတခါကိုကျွန်တော်ယနေ့ချိန်ထိကျွန်တော်အာရုံနဲ့ပေါ့ဆွဆွဲမြဲမြဲကြီးရှိနေနေတယ်ဗျာဘာပဲဖြစ်ဖြစ်ပေါ့ဗျာတကယ်ကျွန်တော်ဒီဥစ္စာကိုဘလို့ထင်လဲပေါ့နော်ကျွန်တော်မတတ် ကျွန်တော်ဒါအိမ်မက်တော့မဟုတ်ဘူးပြောကျွန်တော်ကျွန်တော်သိတယ်ပြောကျွန်တော်ခန်းစားလို့ရဒါအိမ်မက်တော့မဟုတ်ဘူးဒါတခုခုပေါ့တည်တော့လာလည်းမဖြစ်နိုင်ဘူးပေါ့နော်တည်ပြီးမှပြန်အသက်ရှင်နိုင်မျိုးတော့ကျွန်တော်တို့ဟိုယူဝါဒမှာမရှိဘူးပေါ့ဗျာတည်ပြီးမှအသက်ပြန်ဝင်လာတာတော့တည်ပြီးမှအသက်ပြန်ရှင်လာလို့တော့ကျွန်တော်တို့ရဲ့ယူဝါဒမှာမရှိတဲ့အတွက်ကျွန်တော် ဒါတွေကိုမပြောလို့ဘူးเนาะဒါပေမဲ့တချို့တချို့ကြတော့ပြောကြတယ်ဟာဒါကမင်းကတေဝါတာပေါ့เนาะတေနေမရှိလို့မင်းကိုကောင်းကင်ဘုံကလက်မခံတာလို့ပြန်လဲပြန်ရောက်လာတာလို့အဲ့လိုမျိုးပြောတဲ့လူတွေလည်းပြောကြတယ်ပြောဒါပေမဲ့ကျွန်တော်တော့အဲ့လိုမျိုးတွေမထင်ဘူးတေနေမရှိဘူးဆိုရင်လည်းခန္ဓာကိုယ်သေးရနေပြီးတော့ ျွန်တော်ထောက်ပေါင်းမှာမဟုတ်ဘူးဘောနော်တကယ်လို့ကျွန်တော်ခန္ဓာကိုယ်တရားနေပြီးတော့ကျွန်တော်ဝိညာဉ်ကထောက်သွားပြီဆိုရင်လည်းပဲကျွန်တော်ခန္ဓာကိုယ်ကျွန်တော်ပြန်လာနိုင်မှာမဟုတ်ဘူးနော်ကျွန်တော်တို့ကိုယ်ကလည်းယုံကြည်တဲ့ဘာသာကအဲ့ဒီလိုမျိုးဆိုတော့ဒါပေမဲ့ကျွန်တော်ပြောတဲ့စကားမှာဘာသာရေးအိစမပါဘူးလေဗျာဟုတ်တယ်ကျွန်တော်ကအခုပြောနေတာဘာသာရေးအကြောင်းပြောနေတာမဟုတ်ဘူးဆိုတော့ ိမိရဲ့အတွေ့အကြုံတစ်ခုမေးလို့မရတဲ့ memory လေးတစ်ခုပေါ့ဗျာကလေးဘောမှာထူးထူးဆန်းဆန်းလေးအဲ့ချိန်တော့လေးမြန်ကြီးလည်းမရှိခဲ့ဘူးဗျာနော်အဲ့ချိန်တော့ကောင်းကင်ဘုံကောင်းကင်ဆိုတာဟိုတိတ်နေဆိုတော့အလုံးလုံးကြီးနေရှိရတော့လဲကျွန်တော်တို့မသိပါဘူးဗျာအဲ့တော့အဲ့ဒီဥစ္စာကိုဘယ်မှာပို့ပြီးတော့ feeling တော့ဖြစ်လဲဆိုတော့ အခုယနေ့အချိန်မှာကျွန်တော်နိုင်ငံခရီးတွေသွားရဲ့ချိန်မှာလေးပြန်နေကျွန်တော်ခဏခဏစီရောကောင်းငင်တကားဘောကနေကြီးလိုက်လေးတကားဘောကကြီးရင်တိမ်နေအလုံးလိုက်အလုံးလိုက်ဆုပ်လိုက်ဆုပ်လိုက်မနေဝင်ချိန်လေးဆိုတဲ့မှာသူ့ရဲ့တိမ်မှာနေအောင်လေးတွေလိုဝေးနေတာလေးအဲပေါ်ငါတစ်ချိန်တော့အဲ့ဒီအဲ့ဒီလိုမျိုးတိမ်ဆုပ်တိမ်အဆုပ်ဆုပ်တွေပေါ်မှာငါပါလို့ခုံ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 ပြီးတော့ငါသွားခဲ့ပါလားဆိုတဲ့အဲ့ဒါလေးကိုပြန်တတိယမိ ဒါပဲဖြစ်ဖြစ်ပေါ့နော်ဒါလေးကအမှတ်တရလေးတစ်ခုပေါ့ဗျာဘဝရဲ့ကလေးဘဝရဲ့အမှတ်တရလေးတစ်ခုပေါ့ဗျာတော့တကယ်ကြီးလို့လေဘဝမှာအတက်လိုမျိုးသူးသူးဆန်းဆန်းလေးကြုံခဲ့တယ်ဆိုရင်ကျွန်တော် message ပေးဖို့ပြန်တော့ကျွန်တော်လည်းအသွေးကြောင့်လေးတကူရအောင်ပေါ့ဒါမ အုံနောက်ကဖြစ်တဲ့မှတ်ညံဟိုမှတ်ညံကဖြစ်တဲ့ပြဿနာတစ်ခုပါဘာမှသိရောပြန်လာရပါတော့မဟုတ်ဘူးကျွန်တော်တည်လဲတည်ဘူးမယ်လို့မသိပါဘူးကျွန်တော်တည်ပြီးတော့ကောင်းကင်ဘဝနဲ့ပြန်လာတယ်လို့လည်းကျွန်တော်မသိပါဘူးဒါပေမဲ့ကျွန်တော်ရဲ့မိဘတွေပြောတာကတော့ဒါတော့အပြာကြီးတဲ့အချိန်မှာအခုလိုမျိုးဖြစ်တတ်တယ်ပေါ့နော်ဖြစ်တယ်ပေါ့ဒါပါပဲဒါပဲတကယ်ကြီးလို့ဒီနေ့ဘောတော့ ီရာလေးတခုပြောရင်းနေပေါ့ဗျာဘာပဲဖြစ်ဖြစ်တကယ်ကျွန်တော်အားလုံးကိုယ့်ရဲ့အတွေ့အကြုံလေးတွေလည်းကျွန်တော် message ပေးပြီးတော့ sharing လုပ်ပေးပေါ့ဗျာနော်ကျွန်တော်လည်းအတွေ့အကြုံလေးရအောင်ပေါ့အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံပြီးတော့ပျော်ပျော်ရွှင်ရွှင်ဘဝမှာငြင်းငြင်းချမ်းချမ်းပြည့်ပြည့်စုံတဲ့ဘဝတွေပိုင်ဆိုင်ပါစေဗျာနော်နောက်နေ့တွေမှာကျွန်တော်ရဲ့ ာစိုးပွားသွားပြီဖြစ်တဲ့ကျွန်တော်ရဲ့ဦးလေးပေါ့နော်အဖေရဲ့အကိုကြီးသူ့ရဲ့ဂျပန်ခေတ်တုန်းကကြုံတွေ့ခဲ့တဲ့ဖြစ်ရသုံးလေးခုပြကျွန်တော်တို့ရဲ့ငယ်စဉ်ဘဝအိယာဝင်ပုံပြင်တွေပေါ့သူဂျပန်ခေတ်တုန်းကဖြစ်ခဲ့တဲ့ဖြစ်ရတွေသူအသက်ကြီးတဲ့အချိန်မှာအခုလိုပေါ့ဗျာကျွန်တော်တို့ပြောပြောသလိုသူ့ရဲ့ဘဝမှာသူကြုံတွေ့ခဲ့ရတဲ့ဟာလေးတွေကျွန်တော်တို့သူပြောပြခဲ့ရဘူး အဲ့ဒီကျွန်တော်တို့မှတ်မိတာလေးတွေကျွန်တော်တကယ်ချင်းတွေကိုပြန်ပြီးတော့ share လေးလုပ်ပေးမယ်။ရှိပါတယ်ကျွန်တော်ဦးလေးမဆုံးခင်မှာအဲ့ရတဲ့လဲနေတဲ့အချိန်မှာသူ့ကိုကျွန်တော်တို့စကားပြောဖို့အဖြစ်ကျွန်တော်တို့သူနဲ့တူတူစကားပြောဖို့အနားမှာထိုင်ပြီးတော့သူ့ကိုဦးလေးလှုပ်ပေးခဲ့တဲ့အချိန်မှာရှင်းအောင်အောင်ဖြစ်တယ်သူပြောခဲ့တဲ့အားလေးတွေတကယ်ဖြစ်ရလေးတွေပေါ့ဗျဂျပန်စစ်ပြေးဂျပန်ဂျပန်ခေအင်္ဂလိပ်ခေသူတို့တွေ ဖြတ်တန်းခဲ့ရတဲ့အဖြစ်လေးတွေထူးဆန်းတဲ့ဖြစ်ရပ်ကလေးတွေကြုံတွေ့ခဲ့ရတာလေးတွေဒီပြောပြထားတာလေးတွေရှိတယ်အဲ့ဒါလေးကျွန်တော်ပြန်ပြီးတော့ညဝေပေးမယ်တော့တော့အားလုံးပဲဒီနေ့ပို့တော့ဒါပဲမင်္ဂလာပါအားလုံးကျွန်မပြန်ဆက်ပါမယ်